คลิกกันများလုံးမဲမင်္ဂလာပါရှင်ဗီဒီယို Future Channel ကနေဖြန့်နေချူဆိုလိုက်ပါတယ်ဒီနေ့ဖျက်ပြမှာတော့ဖုံးခင်ရေးသားထားတဲ့စိတ်ကွန်အားနဲ့ရှေ့ဆက်မဲ့အပိုင်းနှစ်ခုဖျက်ပြသွားမှာဖြစ်ပါတယ်ရှင်ဆုံးထိနားဆင်ခံစားပေးကြပါအောင်ရှင်သူတို့စိတ်လူတို့ချိုးဟာသူတို့စိတ်နဲ့နိုင်ပြီးတစ်ဖက်သားကိုယုံလွယ်တတ်ကြတယ်လူတို့ချိုးဟာသူတို့စိတ်နဲ့နိုင်ပြီးတစ်ဖက်သားကိုလိုရာဆွဲအပြစ်တင်ဝေဖန်တတ်ကြတယ်လူတို့ချိုးဟာသူတို့စိတ်နဲ့နိုင်ပြီးတစ်ဖက်သားကိုကိုချင်းစာတတ်ကြတယ် တွေးတဲ့စကားတယောက်တည်းနေရင်အတွေးတွေကိုတည်ထားပါအများနဲ့နေရင်စကားတွေကိုတည်ထားပါပျော်ပျော်နေပါ အတိတ်ကကိုယ့်ရဲ့လုပ်ရက်တွေကိုတွေးပြီးစိတ်ညစ်မနေပါနဲ့အတိတ်ဆိုတာပြန်မရတော့တာမို့ပျော်ပျော်နေပါ ကိုယ့်ရဲ့ရင်နာစရာတွေကိုတွေးပြီးစိတ်ညစ်မနေပါနဲ့ရင်နာစရာဆိုတာကိုယ့်ကိုဘာကောင်းချိုးမှမပေးတာမို့ပျော်ပျော်နေပါ ကိုယ်လုံးတိုင်းဖြစ်မလာတာကိုတွေးပြီးစိတ်ညစ်မနေပါနဲ့ လောက်တိုင်းဖြစ်မလာဘူးဆိုတာလောကသဘာဝဖြစ်နေတာမို့ပြောပြောနေတာကိုဗစ်ယောဂကုသခံနေရတာကို တွေးပြီးစိတ်ညစ်မနေပါနဲ့ဒီတိုင်းမှာဖြစ်နေတာမို့ပြောပြောနေတာငါတနည်းတရားမယ်ဆိုတာကိုတွေးပြီးစိတ်ညစ်မနေပါနဲ့တည်ခြင်းတရားဆိုတာလူတိုင်းတွေးချုံရင်ဆိုင်ရမှာမို့ပြောပြောနေပါပြောပြောနေပါဆိုတဲ့နေရာမှာအိမ်လိုက်စားလိုက်သွားလိုက်လာလိုက်နဲ့ပြောပြောနေတာကိုဆိုလိုတာမဟုတ်ပါဘူး ကုသိုလ်နဲ့ပြပြောနေရမှာပါ။တရားနဲ့ပြပြောနေရမှာပါ။တရားထိုင်ခြင်းနဲ့ပြပြောနေရမှာပါ။ကိုယ့်ရဲ့စိတ်ကိုဖြူစင်အောင်ထားပြီးပြပြောနေရမှာပါ။ရှင်သန်ခြင်းရှိရင်ပျက်စီးခြင်းရှိတယ်ဆိုတဲ့လောကတဘာဝကိုရောကောင်းကောင်းနားလည်ထားဖို့လိုအပ်ပါလိမ့်မယ်။အချိန်တန်တော့လေရိုးသားစွာပြုံလိုက်ပါ။အမုန်းမပါပဲပြုံလိုက်ပါ။ဟမဆောင်ပဲပြုံလိုက်ပါ။အခက်ခဲနဲ့ရင်ဆိုင်နေရလဲပြုံလိုက်ပါ။ အာရပါရပြုံးလိုက်ပါလူရာမရလဲပြုံးလိုက်ပါတယောက်တည်းဖြစ်လဲပြုံးလိုက်ပါအတိုက်ခိုက်ကြုံလဲပြုံးလိုက်ပါခဲရခဲရလဲပြုံးလိုက်ပါအပြစ်တခံရလဲပြုံးလိုက်ပါဘလို့ပဲလောကနဲ့တရားကကြံတဲ့နေပါစေအလုံးမပြတ်စိတ်တည်းမချဘဝမရသိခိုက်ခိုင်နဲ့အပြုံးမပြတ်ရှိသူဆက်မယ်အချိန်တန်တော့လဲပြီးသွားတာပဲလေတွေးမယ်ဆိုရင်အကောင်းဘက်ကပဲတွေးပေးပါ လုံးမယ်ဆိုရင် ကောင်းတဲ့အလုပ်ကိုပဲလုပ်ပေးပါ နေမယ်ဆိုရင်ကောင်းတဲ့စိတ်နဲ့ပဲနေပါယက်တီမယ်ဆိုရင်မှန်တရားဘက်ကပဲယက်တီပါပြုပြင်မယ်ဆိုရင်ကိုချင်းတရားကိုပဲပြုပြင်ပါပြောမယ်ဆိုရင်ချိုသားစွာပဲပြောဆိုပါအိမ်မယ်ဆိုရင်ဖျားရှိခိုးပြီးမှအိပ်ပါကြည်မယ်ဆိုရင်ကောင်းခွက်ကိုပဲကြည်ပါတွားမယ်ဆိုရင်ပြတိထားပြီးမှတွားပါပေါင်းမယ်ဆိုရင်စိတ်ထက်ကောင်းတဲ့သူနဲ့ပဲပေါင်းပါဆိုရင်ဘဝမှာဘသူ့ကိုမအားကိုးလို့စိတ်မမွေးပါနဲ့ ကိုယ်တိုင်မဲအာတမီရှင်ကြရက်တီပါငါတို့ကရှိရဲဆိုတဲ့စိတ်နဲ့ဘာပဲဖြစ်ဖြစ်စိတ်ကဲမကြပဲရှိစပ်ပါဘသူစီကဘာရလို့စိတ်မမမွေးပါနဲ့ကိုမှရှိမှကိုစားရတဲ့ခင်ရောက်နေပြီးဆွေမျိုးတွေဘလောက်ပဲချမ်းသာချမ်းသာကိုမှမရှိရင်ကိုကိုလူရသည်မှမဟုတ်ဘူးကိုကလွယ်ရင်ဘသူကမှကိုအတွက်အမြင်ရှိမနေနိုင်ဘူးတချို့ကလူအနေမှန်သိရင်ပသွားခြင်းနဲ့လွယ်လွယ်နဲ့ရရင် တမိုးမထားကြတော့ဘူး တချို့ကအများကြီးချစ်တာနဲ့လုံးဝမတန်ဘူး။ဒါကြောင့်အများကြီးဖက်တွေမနေပါနဲ့။ကိုယ်ပဲနာကျင်ခံစားရလိမ့်မယ်။အချမ်းသာချင်နေပါစေ။လူသားတဲ့အလုပ်ပဲလုပ်ပါ။မစားရရင်နေပါစေ။သူများငှက်ခံပြီးမှ စားရတဲ့အရာကိုမစားပါနဲ့။လိပ်ပြာတမ်းပါတယ်။စိတ်အေးချမ်းပါတယ်။ကိုလုခဲ့တဲ့အလုပ်ကြောင့်ဘယ်တော့မှနှုံနှမရပါစေနဲ့။မားတွေကသင်ငန်းစာယူပါ။အလုပ်တွေကအတွေ့အကြုံယူပါ။ ဘသူပေါ်မှမမီကိုပဲဘသူမျက်နှာကိုမှမကြည့်ပဲနေနိုင်တဲ့အထိစူးစမ်းရှာဖွေပါလဲကြတိုင်းပြန်ထားပါသူပေမဲ့သူရှိမှမဟုတ်ဘူးငါလုံနိုင်တယ်ငါဖြစ်နိုင်တယ်ငါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ကြမယ်ရှင်သန်ကြမယ်ဘဝကိုအကောင်းဆုံးတည်ဆောက်ကြမယ်မာနဆိုတာမာနဆိုတာထားလို့ကောင်းတဲ့အရာမဟုတ်ပေမဲ့အမှန်တရားနဲ့ကိုကျင့်တရားအတွက်တော့ခြံစည်းရိုးတပွဲထားရမယ်ပြုံးထားပါ ပါပြတနာမဆုမနေချရင်ပြီးသွားမှာပါဒီနေ့တော့ပြုံထားပါအောင်အစင်မပြေရာတစ်ခုကြောင့်တရက်လုံးမပြောရတဲ့အခါရှုံးနေလူနေလို့ပြီးမသွားတဲ့ပြဿနာကိုပြုံပြုံလေးနဲ့ပဲရင်ဆိုင်ကြရမှာပါအစင်မပြေတဲ့အခါလဲပြုံထားပါအစင်ပြေတဲ့အခါလဲပြုံထားပါအဖြစ်တွေခံနေရလဲပြုံထားပါအထင်တွေနဲ့ပြောဆိုခံနေရလဲပြုံထားပါအရာမဝင်ဖြစ်ပေခံနေရလဲပြုံထားပါအတုံးချခံနေရလဲပြုံထားပါ အပြုံးတွေမှာဖြူစင်မှုတွေပါပါတယ်အပြုံးတွေမှာဓမ္မတွေပါပါတယ်ပြုံးနေသေးတော့မရှုံးသေးပါဘူးဝိနေပွေနေပန်းတပွေနေပွေနေပန်းတင်းဘသူမှကြီးမဆိုင်တဲ့အခါတင်းအားမငယ်ပါနဲ့အားငယ်တဲ့စိတ်ကကို့ကိုပို့ပြီးတင်းငယ်စေပါတယ်သူတို့မရှိမှတင်းကိုကိုကိုအားကိုးတက်လာမှာပါဘသူမှကိုဘေးနားမှာတတလုံးရှိနေပေးနိုင်မှာမဟုတ်တဲ့အတွက်ဘသူရှိမှဖြစ်မယ်ဘသူနဲ့မှစိတ်ချမ်းသာမယ် ဘသူနဲ့မှပျော်ရွှင်မယ်ဆိုပြီးကိုဘွားကိုပျော်ရွှင်မှုကိုသူများလက်ထဲသွားမအပ်ထားပါနဲ့ငါအတွက်သူရှိတယ်ဆိုတာတက်ငါအတွက်ငါရှိတယ်လို့ခံယူထားပါတင်ဘွားမှာတင်းလုံးယုံကြည်အားကိုးရတဲ့သူဘသူမှမရှိပါဘူးတင်းကိုတင်သာကောင်းကောင်းအားကိုးကူညီပါကိုကိုကိုအမြဲတမ်းအားပေးမှဘွားဟာအားရှိပြီးလှပလာမှာပါဒါကြောင့်ကိုကိုကိုအားကိုးရဲပါစေတပွင့်နဲ့လဲပွင့်ရဲပါစေတပင်နဲ့လဲရှင်ရဲပါစေ ကူညီခြင်းကိုကြောင့်သူတစ်ပါးအကုသိုလ်မဖြစ်အောင် နေတာက သူတစ်ပါးကိုကူညီရရောက်ပါတယ်။တမ်းမာနေဖို့လိုတယ်။ရောင်လေတဲတဲလူတွေကိုပြုံးပြုံးလင်းကြည့်နေနိုင်မှုကိုရဲ့စိတ်ဓာတ်တွေတမ်းမာနေဖို့လိုအပ်တယ်။ကိုအားနဲ့ချက်ကိုပြောနေတဲ့လူတွေရဲ့စကားတွေကိုပြုံးပြုံးလင်းနားထောင်နေနိုင်မှုကိုရဲ့စိတ်ဓာတ်တွေတမ်းမာနေဖို့လိုအပ်တယ်။ ိုအားနေချက်ကိုစုပ်ကိုင်မှုခြောက်ထွင်းချနေတဲ့လူတွေရဲ့ပြောဆိုတန်ကိုသိချင်းခံနိုင်မှုကိုရဲ့စိတ်ဓာတ်တွေတမန်နေမှုလိုအပ်တယ်။ကိုဘဝအိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မှုကိုရဲ့စိတ်ဓာတ်တွေတမန်နေမှုလိုအပ်တယ်။မျက်ရည်တွေကိုခေါင်းအားဖြင့်ပြောင်းလဲနိုင်မှုကိုရဲ့စိတ်ဓာတ်တွေတမန်နေမှုလိုအပ်တယ်။ဘလို့ခက်ခဲရင်ဘလို့တားဆီးနေပဲကြုံကြုံကိုရဲ့စိတ်ဓာတ်တွေတမန်နေမှုလိုအပ်ပါလိမ့်မယ်။ စေတနာဘာပဲလုံလုံစေတနာလေးနဲ့လုပ်ပါဘာပဲလူလူစေတနာလေးနဲ့တွေ့ပါဘာပဲပြပြောစေတနာလေးနဲ့ပြောပါဘာပဲတွေ့တွေ့စေတနာလေးနဲ့တွေ့ပါဘာပဲခိုင်ခိုင်စေတနာလေးနဲ့ခိုင်ပါဘာပဲဆဆစေတနာလေးနဲ့စားပါဘယ်ပဲတော်တော်စေတနာလေးနဲ့တွားပါစေတနာကောင်းရင်ကံကောင်းမယ်စေတနာမှန်ရင်အကျိုးပေးမှန်မယ်ကိုယ်အတွက်ကကိုဘသူချစ်ချစ်မချစ်ချစ်ကိုကိုကိုချစ်နေဖို့ပါပဲ ဘသူမုံမုံမမုံမုံကိုကိုကိုမမုံမို့ပါပဲဘသူရှိရှိမရှိရှိကို့နာမှာကိုရှိနေဖို့ပါပဲဘသူမမမမမကိုကိုကိုမမအောင်နေဖို့ပါပဲဘသူတီတီမတီတီကို့အချောင်းကိုတည်နေဖို့ပါပဲဘသူအားပေးပေးမပေးပေးကိုကိုကိုအားပေးနေဖို့ပါပဲဘသူလုံးလုံးမလုံးလုံးကို့အတွက်ကုသိုလ်တွေလုပ်နေဖို့ပါပဲဘသူစိတ်ကောင်းထထမထထကိုအားလုံးပေါ်စိတ်ကောင်းထားနေဖို့ပါပဲ ဘသူယက်တီပေးပေးမပေးပေးပို့မှန်တရားဘက်ကယက်တီနေဖို့ပါပဲသိညင်မနေနဲ့တကလုံးတိုင်းကိုလိုက်ပြီးခန်းစားမနေပါနဲ့ကိုအားကိုကိုပြီးကိုဘွားကိုပဲရှင်းတဲ့ယက်တီကြမယ်ကိုဖြစ်ကိုခံကိုကောင်းကိုဆက်ကိုမောင်းကိုပြင်ကိုလဲကိုတာအားလုံးဟာကိုတော်ဗနာပါပဲအငယ်စိတ်တွေမွေးမနေပါနဲ့ကိုအတွက်ကကိုရှိပြီးသားပဲလေလူတွေနဲ့နေရင်လူတိုင်းချမ်းအောင်နေပြဖို့မလိုဘူး လူတိုင်းအပေါ်ကိုချင်းစာစိတ်ထားတတ်ဖို့ပဲလိုပါတယ်။ကိုနဲ့စင်ပြေတဲ့လူတွေကအကောင်းပြောကြလိမ့်မယ်။ကိုနဲ့စင်မပြေတဲ့လူတွေကမကောင်းပြောကြလိမ့်မယ်။ကိုအပေါ်ကောင်းတဲ့သူတွေစီကပျော်ရွှင်မှုတွေယူပါ။ကိုအပေါ်မကောင်းတဲ့သူတွေစီကအမတ်တရားတွေယူပါ။လူတွေနဲ့နေရင်လူတွေရဲ့သဘောတဘာဝကိုသိထားဖို့တော့လိုအပ်ပါလိမ့်မယ်။ဒါဆိုရင်ပါချောင်းချောင်းထဲမှာသူများလို့ရဲ့ကြောင့်ကိုစိတ်စင်မြေရတော့ကိုသူများစကလုံးတွေကြောင့်ကိုစိတ်မြေရတော့ကို ပျက်စီးမှုခံပါနဲ့မြစ်တာထားနိုင်သလောက်မြစ်တာထားလိုက်ပါအဲဒီအရာတွေကိုမြစ်ထောင်မထားနိုင်တော့ဘူးဆိုရင်ဥပိ္ပခပြုလိုက်ပါနားလေပေးနိုင်သလောက်နားလေပေးလိုက်ပါအဲဒီအရာကိုနားလေမပေးနိုင်တော့ဘူးဆိုရင်မပြေးလိုက်ပါခွင်းလွန်နိုင်သလောက်ခွင်းလွန်လိုက်ပါအဲဒီအရာကိုခွင်းမလွန်နိုင်တော့ဘူးဆိုရင်ဆုံလွန်လိုက်ပါပေချောင်းချောင်းနဲ့မှမိမိစိတ်ကိုပူလောင်မခံပါနဲ့ပျက်စီးမခံပါနဲ့ရှင်ကျက်တဲ့သူ ရင်ကျက်တဲ့သူဆိုတာတော်သားဖြစ်ပင်မဲ့ထင်းချုံတက်လာတယ်လွယ်လွယ်လေးနဲ့မပေါက်ကွဲတော့ဘူးဗန်ဝင်းကျင်ရဲ့စကားနဲ့တိုက်ခိုက်ခြင်းတွေကိုအပြုံးလေးနဲ့ထုတ်ပြန်တက်လာတယ်ကို့မကောင်းမြင်တဲ့သူတွေကိုတီးခန့်ခြင်းနဲ့အနိုင်ယူတက်လာတယ်အရင်ခံစားနေရပေမဲ့မဖြစ်တင်တာတွေမဖြစ်အောင်ထင်းချုံတက်လာတယ်သူများတွေစိတ်ဝင်စားအောင်ကြိုးစားဖို့တက်ကိုစိတ်ဝင်စားတဲ့အရာတွေကိုပုံမအယုံဆိုင်ကြိုးစားလာတယ်စာမျက်များဖတ်ပြီးမျောလင်းချက်တွေပို့ပြီးကြီးလာတယ် စာပတ်ခြင်းဟာသူ့အတွက်အားစိတ်တစ်ခွက်ဖြစ်လာတယ်။မနေရတဲ့နေ့တွေထက်ပျော်ရွှင်ရတဲ့နေ့တွေပိုများလာတယ်။အေးချမ်းလာတယ်၊တည်ငြိမ်လာတယ်၊စကားတွေကိုရှင်းမပြောတော့ဘူး၊နိုင်ငံမှာပြောတတ်လာတယ်၊ပြောတဲ့အတိုင်းလုပ်လာတယ်၊လုပ်တဲ့အတိုင်းပြောလာတယ်။ဘဝဆိုတဲ့စကားလုံးကိုအထိပယ်ပို့ပြီးလေးလေးနက်နက်ဖွင့်ဆိုတတ်လာတယ်။အကကယ်တွင်ကြုံလာတဲ့အခါရုန်းကန်ကြောဖြတ်တတ်လာတယ်။တိမ်ငယ်မှုတွင်ကြုံလာတဲ့အခါအားငယ်တတ်လာတယ်။ အဆင်မပြေမှုနဲ့ကြုံလာတဲ့အခါကုကုကိုနှစ်သိမ့်ပြီးအားပေးတတ်လာတယ်။ရှင်းချက်တဲ့ဆိုတော့ဆန်းဆောင်ခြင်းမဟုတ်ပါဘူး။အကောင်းတဲ့စိတ်ကိုပြစ်ခါပြုနိုင်ခြင်းသဘောထားကြီးလာခြင်းပြီးခံနိုင်လာခြင်းပဲဖြစ်ပါတယ်။သင်ပေတဲ့တချို့ကနေတဲ့သွားသင်ပေတယ်။တချို့ကစိတ်ဓာတ်မြင့်အောင်သင်ပေတယ်။တချို့ကစိတ်ဓာတ်တက်အောင်သင်ပေတယ်။တချို့ကနားလေသွားသင်ပေတယ်။တချို့ကတဘောစာသင်ခန်းစာတွေပေးသွားတယ်။ တချို့ကဘဝအကြောင်းတွေသင်ပေးတယ်။လောကကြီးကကိုအမြဲသင်ပေးနေတာပါ။ခဏခဏအများကြီးမမျော်လင့်တော့ဘူးခဏခဏနာကျင်ရလို့ပါ။အများကြီးအာမနာတော့ဘူးခဏခဏသုံးချခံရလို့ပါ။အများကြီးစောက်ကဲမထားတော့ဘူးခဏခဏဆွံ့လို့ရလို့ပါ။အများကြီးမခံစားတော့ဘူးခဏခဏဆုံးဖြတ်ခံရလို့ပါ။အများကြီးစိတ်ညစ်မနေတော့ဘူးဘယ်အရာမှဘာမှမဟုတ်ဘူးဆိုတာနားလည်သွားလို့ပါ။အပြုံး တချို့ကိစ္စတွေကိုသိနေမြင်နေရပေမဲ့မသိသလိုလေးပဲဟန်ဆောင်ပြီးပြုံးနေလိုက်ပါဘာမဟုတ်တဲ့လုပ်ရလေးချောင်းမုံမပွားလိုက်ပါနဲ့ကိုမုံရင်ကိုပဲရှုံးတာမို့မုံစရာကြုံလာခဲ့ရင်တော့ဘသူကိုမှမမုံမဲ့အပြုံးနဲ့ခွန့်လွန်လိုက်ပါကိုရဲ့အပြုံးကလောကကြီးကိုအေးချမ်းစေပါတယ်ရှိမှဖြစ်မယ်ငါပြိုလဲတဲ့ကားထုံမဲ့ပေးဖို့ငါရှိရဆိုတဲ့စိတ်နဲ့တန်ပါပါ ငါလမ်းပြောင်းနေတဲ့အခါလမ်းစားပြန်ရှာဖို့ငါရှိရဲဆိုတဲ့စိတ်နဲ့ဆက်လျှောက်ပါ။ငါကိုကြွေးရတဲ့အခါမျက်ရည်တုပ်ပေးဖို့ငါရှိရဲဆိုတဲ့စိတ်နဲ့အာတင်ထားပါ။ငါမောင်မိုင်းနေတဲ့အခါအလင်းရဖို့ငါရှိရဲဆိုတဲ့စိတ်နဲ့ရှေ့ဆက်ပါ။ငါချေခွဲရတဲ့အခါနှစ်သိမ့်ပေးဖို့ငါရှိရဲဆိုတဲ့စိတ်နဲ့ရှင်းနပ်ပါ။ငါသက်သေခြင်းတဲ့အခါကုန်းခန့်ရှင်တန်ဖို့ငါရှိရဲဆိုတဲ့စိတ်နဲ့ရှင်တန်နေတိုင်းမှာ ငါကောင်းမှုရှင်သန်စွာရှိနေဖို့ငါရှိဖို့ရှိနေရပါမယ်ရှိမှဖြစ်မယ်ပတ်စံနဲ့ဝယ်လို့မရသင်ပတ်စံရှိရင်အိမ်တလုံးဝယ်လို့ရတယ်ဒါပေမဲ့လုံခြုံနှွေးထွေးမှုကိုတော့မရနိုင်ဘူးသင်ပတ်စံသုံးပြီးနိုင်တလုံးဝယ်လိုက်လို့ရတယ်ဒါပေမဲ့အချိန်မျိုးတော့မရနိုင်ဘူးသင်ပတ်စံနဲ့အိရာတစ်ခုဝယ်လိုက်လို့ရတယ်ဒါပေမဲ့အိဆက်ချင်းကိုတော့မရနိုင်ဘူးသင်စားတောက်တွေကြိုက်တာဝယ်စားလို့ရတယ် ဘာမဲကျမယူတော့မရနိုင်ဘူး။သင်ပတ်ဆိုင်ရှိရင်အမခင်လို့လို့ရတယ်။ဒါပေမဲ့လုံခြုံမှုတော့မဟုတ်ဘူး။သင်သိထားရမှာတကူကအကျဉ်းသားတရားတွေ၊ယုံကြည်မှုတွေ၊မေတ္တာတရားတွေ၊ခံစားချက်တွေစားတဲ့ရရာတိုင်းကိုပတ်စံနဲ့ဝယ်လို့မရနိုင်ဘူးဆိုတာပဲ။ဒါထို့သူလူညံ့ဖြစ်ဖြစ်လူတော်ဖြစ်ဖြစ် လူစင်ရဖြစ်ဖြစ် လူချမ်းသာဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ်လူကောင်းဖြစ်ဖြစ်စိတ်မန်စိတ်ဖြောင့်သူနဲ့ပဲပေါင်းကျင်ပါတယ် ရှေ့တစ်မျိုး၊ကွယ်ရာတစ်မျိုးစိတ်ထဲရှိတဲ့သူကိုမပေါင်းချင်တာအမှန်ပါပဲ။လူရင်းကနောက်ကျော်ကိုဓာတ်နဲ့ထိုးတာပိုပြီးခံစားရပါတယ်။ပိုပြီးငံချင်ရပါတယ်။အောင်စိတ်ကိုယ့်ကိုကြိုက်တဲ့လူကအကောင်းပြောချမှာပဲ။ကိုယ့်ကိုမကြိုက်တဲ့လူကမကောင်းပြောချမှာပဲ။ကိုယ်နဲ့စင်ပြေတဲ့သူကအကောင်းပြောချမှာပဲ။ကိုယ်နဲ့စင်မပြေတဲ့သူကမကောင်းမြင်ကြမှာပဲစိတ်ရုပ်ရှိတဲ့သူကအပြစ်ရှာကြမှာပဲစိတ်ကောင်းရှိတဲ့သူကအကောင်းရှာကြမှာပဲ သူများစကားတွေကိုလိုက်ပြီးခန်းစားမနေပါနဲ့သူများစကားတွေကိုဖိတ်ခန်းစားနေရင်ကိုလုံးချင်းနဲ့အလုပ်ဘယ်တော့မှပြီးတော့မှာမဟုတ်ဘူးအကောင်ပြောတဲ့စကားလုံးတွေကိုချောခိုင်းထားလိုက်ပါ ကိုလုံးမယ်လို့ဆုံးဖြတ်ထားတဲ့အလုပ်တစ်ခုကိုဖျက်အောင်လုပ်လိုက်ပါ အောင်မြင်ရမယ်ဆိုတဲ့စိတ်မွေးထားပါတကယ်ပဲအောင်မြင်လာမှာပါကိုတို့သူတပါကိုဘောပဲတော့များကယူဆိုင်ပြီးမလဲဆိုပြီးမျှော်လင့်မနေပါနဲ့ကိုကိုကိုပဲအမြဲတမ်းကယူဆိုင်ပြီးနေပါ အဲ့ဒါကိုအတွက်အချိန်နဲ့အန္တရာယ်ကင်းပါလေသူကင်းဆိုင်မှာကိုစီစံသားမယ်သူရှိမှာကိုအဆင်ပြေမယ်ဆိုတာမျိုးကိုရဲ့စိတ်ဆန္ဒမှုကိုဘယ်တော့မှသူများလက်ထဲမအပ်ထားပါနဲ့ကိုဟာကိုအတွက်တူရဲသောစိတ်ဆန္ဒအောင်ထားနိုင်သူပဲဖြစ်ပါစေဘဝဆိုတာဘဝဆိုတာကိုပြုတဲ့ကံအတိုင်းကိုပြန်စီရင်ခံရပါတယ်စိတ်ကောင်းရင်ဘဝကောင်းမယ်စိတ်ဆိုးရင်ဘဝဆိုးမယ်စေတနာကောင်းရင်ကံကောင်းမယ်စေတနာဆိုးရင်ကံဆိုးမယ် တချို့လူတွေကံကောင်းနေတာမဟုတ်ဘူးအမှန်ကစိတ်ကောင်းနေတာပါတချို့လူတွေကံဆိုးနေတာမဟုတ်ဘူးအမှန်ကစိတ်ဆိုးနေတာပါ လောကမှာအစဉ်ပြေတာလဲအကြောင်းရှိတယ်အစဉ်မပြေတာလဲအကြောင်းရှိတယ်စီးရတာလဲအကြောင်းရှိတယ်ချမ်းသာတာလဲအကြောင်းရှိတယ်ရွှေရှင်ရတာလဲအကြောင်းရှိတယ်နာကျင်ရတာမှလဲအကြောင်းရှိပါတယ်ကိုယ့်ရဲ့အတွေ့ကိုပြောတဲ့စကားကိုလုပ်တဲ့အလုပ်ကိုထားတဲ့စိတ်ထားကိုကျင်းတဲ့သိက္ခာတရားတွေဟာ ပိုးနာကဲကိုဘွားဖြစ်လာမှာပါ။ဘသူကြောင့်မှမဟုတ်တယ်လို့ဘသူမကောင်းလို့မှလည်းမဟုတ်ပါဘူး။ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဒါတွေဟာကိုပြုခဲ့တဲ့အကြောင်းရဲ့နောက်ဆက်တွဲအကျိုးဆက်တွေပါပဲ။တောင်းနာလေထားရင်ဘသူကောင်းကောင်းမကောင်းကောင်းကိုကောင်းဖို့သာအရေးကြီးပါတယ်။အသေးမြတ်ဖို့လူများစုဟာတသက်လုံးမစရဲတော့အမှန်နဲ့ပူရင်နေမြင်နေကြတယ်။လူများစုဟာတသက်လုံးမမွဲတော့အမှန်နဲ့မောင်းမာနေကြတယ်။ ။ဘူများစုဝါတသက်လိုအသာဆန်ရမယ်မန်နဲ့အထက်စည်းဆန်ဆက်ဆက်နေကြတယ်။လူများစုဝါတသက်လိုအောက်ခြေခံဘဝမဖြစ်တော့ဘူးမန်နဲ့နိုင်တဲ့စီရင်ပြုမှုနေကြတယ်။လူများစုဝါတသက်လိုမငတ်တော့ဘူးအမှန်နဲ့အောက်ခြေလွတ်နေကြတယ်။လူများစုဝါတသက်လုံးချစ်ခင်နေမယ်အမှန်နဲ့ယုံကြည်မှုနဲ့အလွဲသုံးစားလုပ်ပြလာနေကြတယ်။လူများစုဝါတသက်လုံးကြီးညိုမပြတ်ဘူးထင်တဲ့အချက်မဲ့ဖြစ်လာနေကြတယ်။ လူများစုကတသက်လုံးကိုကိုွယ်နေတဲ့အမှန်နဲ့ခြေလှယ်ခြင်းတိုင်းခြေလှယ်လာနေကြတယ်။လူများစုကတသက်လုံးကတော့တွေအတိုင်းရှင်းသက်မဲ့အမှန်နဲ့လှည့်စားလာကြတယ်။လူများစုကတသက်လုံးအမှန်လူကြီးပဲယူလုပ်ခဲ့တဲ့အမှန်နဲ့တကယ်ကြီးစကယ်ကျဲပြောထွက်လာကြတယ်။လူများစုကကိုယ်ပိုင်ဆိုပြီးမျက်နှာပြောင်းတိုက်မြင့်မြင့်ချီနေကြတယ်။လူများစုကတသက်လုံးမသေးတော့ဘူးအမှန်နဲ့ဒိစေနေကြတယ်။အဲ့ဒီလူမျိုးတွေထဲမှာသင်ကိုယ်တိုင်မပါမိစေနဲ့ ။တတိကြီးစွာနဲ့ဘဝကိုရှင်သန်ပြတ်တန်းကြပါတတိလို့ရင်အသင်မမြတ်နိုင်ဘူးတတိကမ္မအသင်မြတ်မှာပါ။အချင်းတချို့လူတွေကသူတို့လုပ်ခဲ့တဲ့အမှားကိုကိုယ်အမှားဖြစ်အောင်ပြောတဲ့နေရာမှာတိုက်တော်တယ်။သူတို့ကောင်းလို့ရဲ့စိတ်ထံသူတို့ကောင်းနေရဲ့ရှင်ထဲမှာငါဘာပေးလိုက်ရင်ကောင်းမလဲဆိုတဲ့စိတ်ပဲရှိပါတယ်။ဘာဘာရရင်ကောင်းမှာပဲဆိုတဲ့စိတ်ဓာတ်ဘယ်တော့မှမရှိပါဘူးဒါကြောင့်ဗုဒ္ဓမြတ်စွာကအလိုကင်းတော့ချမ်းသာရတယ် ဘောဒနဲ့တော့အေးချင်ရတယ်ပညာရှိတော့ငြင်းချင်ရတယ်တဲ့သက်လျှောက်ပါမရောက်ဘူးတင်လို့မလျှောက်ဘဲနေရင်ပုံနောက်ကြမှာပေါ့ရက်မနေနဲ့ဆက်လျှောက်ပါပြုံးတတ်သူများတခါတလေလူတချို့ဟာလာချင်မှုတွေကိုခေါ်ပါစီဖို့ပြုံးပါတယ်တခါတလေလူတချို့ဟာတရားမျိုးသက်သာစီဖို့ပြုံးပါတယ်တခါတလေလူတချို့ဟာကိုယ်အတွင်းစိတ်ကိုတခြားသူတွေမရင်းမိအောင်ပြုံးပါတယ်တခါတလေလူတချို့ဟာ ကိုအားနေချက်ကိုမပေါ်လျောင်းပြုံးပါတယ်တကားတလေလူတချို့ဟာကိုမှန်နေပြီမဲ့သူအတင်းကြီးနေရဲ့ကအစဉ်ပြေအောင်ပြုံးပါတယ်တကားတလေလူတချို့ဟာသင်ငန်းစာကိုခက်ခဲရလာတဲ့အခါပြုံးပါတယ်တကားတလေလူတချို့ဟာခိုးစော်ကားသွားလဲမကြည့်လို့လေးပဲပြုံးပါတယ်တကားတလေလူတချို့ဟာသူ့လိမ်နေမင်းတိနေတော့လဲပြဿနာမျိုးဖြစ်အောင်ပြုံးပါတယ်စိတ်မကူပါနဲ့လူတွေကြောင်းနားလဲလာတဲ့အခါသင်လည်းပြုံးတတ်လာမှာပါ အာတင်းလို့စေကြောက်ထုံးတော့ကမရှိတဲ့ဘွားမို့ငါလဲချသွားလို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ကို့မှာအာတင်းရတယ်။ညင်းခုန်ကြသူများဘလို့လူနဲ့ပဲဖြစ်ဖြစ်ကိုနဲ့ပြိုင်ဆိုင်ပြီးညင်းလာပြီဆိုရင်ကိုကနောက်ဆုတ်ပေးလိုက်ပါ။ညင်းခုန်ချင်းဖြစ်တစ်ဖက်သားကိုဘယ်တော့မှအနိုင်ရမှာမဟုတ်ပါဘူး။တပတ်သားကိုအနိုင်ရချင်တဲ့ဆိုရင်တော့သူနဲ့ပြိုင်မီမငင်းဖို့ပါပဲလူတွေနဲ့အလုံးလုံးတဲ့နေရာမှာအဆင်ပြေခြင်းနဲ့စကားပြောတဲ့နေရာမှာအဆင်ပြေခြင်းနဲ့ ဆက်ဆက်ရေးမှာအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တော့တင်ကြီးခုန်နေတာကိုရှောင်ရှားရမှာပဲဖြစ်ပါတယ်။စွန့်ညင်းတာကိုဘယ်သူမှချိန်မှာမဟုတ်ပါဘူး။အားကြောင့်လဲဆိုတော့ညင်းခုန်နေတဲ့သူတိုင်းကကိုမှန်နေဆိုပြီးညင်းကြတာပါ။ကိုပြောတာပဲအမှန်၊ကိုလုပ်တာပဲအမှန်၊ကိုတွေးတာပဲအမှန်ဆိုပြီးကိုရဲ့အတ္တမာနတွေကိုရှေ့တန်းတင်ပြီးညင်းခုန်နေကြတာပဲဖြစ်ပါတယ်။ကိုဟာညင်းလို့နိုင်နေထင်တာပါ။ဒါပေမဲ့ကို့မှာဆုံးရှုံးသွားတာတွေအများကြီးရှိပါတယ်။ ိုနဲ့သူနဲ့ကြားမှာချစ်ခင်မှုတွေတယောစင်တွေမေတ္တာတွေယုံကြည်မှုတွေအကုန်ဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။ဒါကြောင့်သင်တစ်ဖက်သားကိုအနိုင်ယူခြင်းလူတွေနဲ့မငင်းပါနဲ့။ငင်းကုန်မှုနဲ့လူတွေကိုအနိုင်မရနိုင်ပါဘူး။ငင်းကုန်ခြင်းဟာမုန်တိမှုတွေ၊ရန်ညိုးတွေ၊ဒေါသမီးတွေကိုပဲကိုရရှိမှဖြစ်ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီနေ့ဖျက်ပြခဲ့တာတော့ဖုန်းခင်ရေးသားထားတဲ့စိတ်ကွန်အားနဲ့ရှင်းဆက်မဲ့အပိုင်းနှစ်ကိုဖျက်ပြထားတာဖြစ်ပါတယ်ရှင်။ဆုံးထိနာဆင်ပေးခဲ့ပါတော့ကလစ်ကများလုံးကျေးဇူးတင်ရှိပါတယ်ရှင်။ဒီကများလုံးလည်းဘေးရန်ပါမှာကင်းဝေးကြပါစေရှင်။